တိတ်မှာမဖြစ်မဖြစ်ခဲ့မပြတ်ခဲ့တဲ့อืมเนาะမရှိခဲ့တဲ့အရာကိုလောက်ကြံဖန်ပြီးတော့ရိုက်ထားတဲ့ဇမ္မာန်တခန်းရှိကြကြည့်ဟုတ်ပြီနော်อืมကျွန်တော်ဟုတ်ပြီနော် generation တစ်စက်ကြုံခံပြီးမယ်ဟုတ်ပြီနော်ကဲဒီစကူးတော်ကတော့ generation တစ်စက်ကြုံခံပြီးမယ်တဲ့ဒီရုပ်ရှင်ကကအမှန်တည်းပဲရိုက်ရထားပါဘောနော်လုံးဝကူမအမှားပါလို့ပြောနေတွေ့ရပါတယ်မင်းက generation တစ်စက်ကြုံခံပြီးရမို့မင်းကကူတွေကစကူးကြုံဖြစ်နေတာ ်အင်းဘဝတခြားမိုးရေရရင်အခုချိန်ကြီးတွန်ဘဝရောက်နေတော့မသိသေးဘူးအေးလေအားကြောင့်လည်းမင်းတို့ကောင်းနေမင်းရောက်နေအောက်ကဒုံးမထော်ပဲကိုကိုကျွန်ပြလို့ဖြစ်မှမသိတဲ့ပုံဖြစ်နေတာပေါ့ဟိုဒုံးဆိုင်မဲ့သူများဆိုရဲရုတ်တန်ဇလန်းတို့လေးဟာဆိုရင်မကြခင်ကျမတော်မဲ့တို့နိုင်ငံရဲ့ရွှေကောက်ပွဲကြီးနဲ့ပတ်သက်ပြီးတော့ဒါကွန်ပျူတာပညာပေးထားတဲ့စက်ကားလေးတကားပဲဖြစ်ပါတယ်ဆိုတော့ဒီရုပ်လည်းကြည့်ပါဦးကွာ တရုတ်မာကြီးဖန်လျှောက်ခင်ရနေတာပဲမျက်နှာယူဖုံးနေရပဲဒါနဲ့တန်းကြီးခံပြီးတော့ဆက်ကြည့်မှရမယ်ဇကားထဲမှာဆိုရင်ကျမတို့နိုင်ငံရဲ့ထိပ်တန်းဥပညာရှင်တွေစုပေါင်းပြီးတော့ရှိုက်ကူးထားတာလည်းဖြစ်ပါတယ်တေးမတေးမတေးမနေရတယ်ကျူကြတော့ထိုင်တန်းဥပညာရှင်တွေစပေါင်းပြီးဖြစ်သွားပြီကျမတို့နိုင်ငံဖြစ်သွားပြီရင်တော့တလုံးရောင်းထောင်တော့ရောမြို့မစစ်တွေဘာဖြစ်စစ်တွေညာမစစ်တွေဆိုပြီးပြောနေပြီးတော့အခုကြတော့ ပဲအဲဒီစက်ကအဓိကဘာကို message ပေးချင်တာလဲဆိုလို့ရှင်ကျွန်တော်တို့လက်ရှိကြုံတွေ့နေတဲ့အခြေအနေတွေအားလုံးမငြင်းချမ်းမှုတွေအားလုံးကြက်တဲမှုတွေအားလုံးရဲ့ထပ်ပေါက်အဖြေဒီရွေးကောက်ပွဲဖြစ်တယ်ဆိုတာကိုပြည်သူလူထုတရက်လုံးသိအောင်အဲလမ်းညွန်ပြသပေးထားတဲ့ဇာတ်လမ်းတစ်ပုဒ်လည်းဖြစ်ပါတယ်ဆိုတော့ဒီပြည်သူလူထုတွေဒီအမှုပညာရှင်တွေရဲ့အစည်းအဝေးလှုံ့ဆော်မှုကြောင့်ပေါ့နော်လမ်းမှန်ရောက်သွားမှာကိုမလိုလားကြတဲ့တနည်းအားဖြင့်ပြောရရင်ကျွန်တော်တို့နိုင်ငံမှာပြည်သူလူထုရွေးကောက်တင်မြှောက်တဲ့ ဒီမိုကရေစီအစိုးရတဲ့တရက်ကြီးပေါ်ထွန်းလာမှာကိုမလိုလားတဲ့အုပ်စုတွေကဒီအမျိုးပညာရှင်တွေကိုအမျိုးမျိုးသောတိုက်ခိုက်မှုတွေအကြမ်းဖက်ချင်းချောက်မှုတွေဆောင်ရွက်လာတာကိုတွေ့ရပါတယ်။အဲဆိုတော့နိုင်ငံတကာအေဂျင့်ဖို့အတွက်ကိုအခုလိုမျိုးတဒတ်တအားပါဝင်ကြတဲ့အမျိုးပညာရှင်တွေကိုအဲကျမတို့မီဒီယာသမားတွေအပေါင်းပြည်သူတွေညလူပြောမှာပို့ဆိုနေပြီ။ အရောက်ကိုပို့တာလူပညာရှင်တွေဘောအရောက်ကိုပို့ပြနေရနော်သိပ်ပြီးတော့ပြီးသူတွေသိစိတ်ဝင်စားပါဆိုဆိုပြီးရောက်ပို့ပြနေတယ်အားလုံးကလည်းဝိုင်းဝန်းဆောက်ရှောက်ကဝဲတင်ပါတယ်အခုလိုမျိုးနိုင်ငံတော်တင်ငင်ရေးအတွက်ကိုပေါင်းဝင်အားဖြည့်ကြတဲ့အမှုပညာရှင်တွေကိုအချက်ကန်ချင်းချောက်တိုက်ခိုက်နေကြတဲ့အကောင့်တွေတွေ့လို့ရှိရင်ကျမတို့ရဲ့တလီကောင်တွေတဲ့ဘာကောင်တွေလဲဟာ Telegram မှာလာရောက်ပြီးတော့တင်ပေးလို့ရပါတယ်အဲ Telegram အသုံးပြုသူတွေအနေနဲ့ Telegram မှာအင်္ဂလိပ်လိုသတင်းဦးလိုရိုက်ချလာရင်ဒီတက်ပုံလေးနဲ့ Subscriber 3000ကျော်ပေါ့နော်သတင်းကိုအင်္ဂလိပ်လိုချတော့ တော့အင်းတို့ရိုက်မရမှာအင်းတို့မရရင်မရဘူးကဲလက်ရှိမှာတော့ဇေယုံတယောက်ကမင်းရောက်လိုင်းရဲ့အာကိုနဲ့ရပီသူတွေကိုဘယ်လောက်ထိနိုင်ရင်ကြည့်မလဲဆိုရင်အားလုံးကြည့်ရောပေါ့ပြောပြောချင်တာကပြောဇေယုံကကြိတ်မယ်ဆိုတဲ့သဘောတရားပေါ့အဲကျွန်မ channel လေးကိုတွေ့ပါလိမ့်မယ်အဲအဲ့ဒီ channel ရဲ့နှစ်ဖူးစီလေးမှာဆိုရင်တင်ပေးရန်ဆိုပြီးတော့ကျွန်မအကောင့်လေးကိုဖော်ပြပေးထားတယ်အဲ့ဒီအကောင့်လေးကိုလာပြီးတော့ပေါ့နော်အဲယုံကြည်စိတ်ချစွာနဲ့နှိဝတ်စွာတည်င်းပေးဖို့နိုင်ပါတယ်။အဲကျမတို့အနေနဲ့လည်းဒီအမှုပညာရှင်တွေကိုအခုလိုမျိုးတိုက်ခိုက်ဝေဖန် ချင်းချောင်နေကြတဲ့အကောင့်တွေကိုဖော်ထုတ်ဖန်ဆီးအရေးယူနိုင်ဖို့တောင်းရှိပုဂ္ဂိုလ်တွေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။မပြောချင်လို့ကြည့်နေခိုးအဖြစ်ဘာမှမပြောသေးဘူးဒီကရွနေတယ်ကဲမင်းအောင်နိုင်တကောင်ပြည်သူတွေကိုညှိမ့်မနှိမ့်ဆက်နေတဲ့ကိစ္စတွေကိုတွားပြီးဒဇင်းဦးဇင်းပြလိုက်ကြအောင်ဗျာဒေါ်လာမျိုးတွေအားလုံးပဲသဘာဝမေးနဲ့မေးပြီးတာမှအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြက်ရီပရဒူရှင်ချန်နယ်လေးကပြန်နေကြိုးစားလိုက်ပါတယ်ဗီဒီယိုရေရှင်တွားပြီးခင်မှာတော့ယနေ့အော်တိုပါလာ28ရက်နေ့မနက်ပိုင်းထိနောက်ဆုံးရရှိသတင်းချို့ကို အချင်းကျုပ်ဖော်ပြပြသွားဖြစ်တဲ့ဒေါ်လာမျိုးတွေအလုံးပဲအဆုံးနှိချွေဖို့ဒီရိုင်းမှာထပ်မံတောင်းဆိုလိုက်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့စကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုရုပ်စုပေါ်တဲ့နိုင်ငံတော်အာဏာကိုအတင်းအကျပ်မတရားသဖြင့်သိမ်းပိုက်ထားဒီမှာဒီနေ့မှာဆိုရင်တော့1931ရရှိပြီဖြစ်ပါတယ်။မနိုင်ငံတော်ကတရားဒါတွင်စစ်ကောင်စီကစစ်ခွေးတေဆုံးမှုစီးမှာတော့ကျင်းပြီးနေကော့ခရိတ်မြို့မှာတော့အပွဲတွေပုံမပြင်းထန်နေပြီးတော့အသေးပြောင်များနေပါတယ်။တိုင်းတိုင်းမြင်းမှုမြို့နယ်မှာနှစ်ကောင်ကျင်းပြီးနေဟာခမြို့နယ်မှာတော့နှစ်ဦးလင်းဝင်ရောက်ခဲ့ကြောင်းလည်းသိရှိရပါတယ်။ တောင်သူရင်းပုံအနေနဲ့ကတော့မြန်မာချမ်းပတ်စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲမတိုင်မှာတိုင်းရင်းသားတွေနဲ့တိုက်ခန့်အင်အားစုတွေအားလုံးကိုလေးရှားနိုင်ငံကွာလာလမ်ပူမြို့ကိုထိတ်ခေါ်ဆွေးနွေးမယ်လို့မလေးရှားဝန်ကြီးချုပ်အနဝါအီဗရာဟင်ကထုတ်ပေါ်ပြောကြားလိုက်ဖြစ်ပါတယ်။အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံအနေနဲ့တိုင်းရင်းသားလူနည်းစု28ဖွဲ့တိုက်ခန့်အင်အားစုများအားလုံးကိုအားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုလုံဆောင်နိုင်ရေးအတွက်မလေးရှားနိုင်ငံကိုရွေးကောက်ပွဲမတိုင်မီဖြေကြောင်းဖြေကြောင်းနဲ့မြန်မာရေးကိုဖြည့်ရှင်းနိုင်အောင်မြန်မာကိုယ်တိုင်ဥဆောင်မီဖြေကြောင်းရွေးကောက်ပွဲကိုလေလာဆောင်ကြည့်သူများစေလွှင့်ရန်စစ်တရဲ့ဖိတ်ခေါ်ချက်ကိုအာဆီယံက စဉ်းစားနေစေတာဖြစ်ပြီးလွတ်မယ်မလွတ်ဘူးဆိုတာလည်းလုံးဝမဆုံးဖြတ်ရသေးကြအောင်လေမြန်မာပြည်သူတွေသိအောင်ထမှန်ဥပပေါ်ပြောကြားထားလဲတွေ့ရှိရပါတယ်မြန်မာပြည်သူစစ်တပ်မြန်မာအကြမ်းဖက်စစ်တပ်အနေနဲ့ကတော့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုကောင်းထဲပေါ်ရင်ပြတ်ကွက်နေသည့်အတွက်မြန်မာစစ်ကောင်းဆောင်တွေကိုအာဆီယံထိပ်သီးစည်းဝေးနဲ့ဆက်ဆက်စည်းဝေးတွေကိုတယောက်ခွင့်တက်လက်ပေးပေးမိကြောင်းနဲ့အာဆီယံနိုင်ငံသားရဲ့ဝင်ကြီးများစည်းဝေးကလည်းထမှန်ဆုံးဖြတ်ချလိုက်တာလဲထုတ်ပြန်ပြီးသားဖြစ်ပါတယ်အရှိကျမကတော့မင်းအောင်နိုင်တကောင်ကတော့သူဖြစ်ချင်တာကတော့အမေစုလက်ထက်ခါလိုပဲအမေစုတယောက်ပဲသွားသွား ဤသူတွေကလည်းကြိုဆိုကြနိုင်ငံရောက်ရောက်ရောက်နေသမျှမနိုင်ငံသားတွေကလည်းကြိုဆိုကြနိုင်ငံကောင်းဆောင်တွေကကြိုဆိုကြတော့လူချင်းမယ်လေလက်ရှိမှာတော့မင်းအောင်နိုင်ငံရုပ်ကြီးကနေပြီးတော့အီနန်လေးပြေးလိုက်ပြေးလိုက်ရုရှားကအီနန်လေးပြေးလိုက်ပြေးလိုက်နေသူနေရတဲ့နေသားကိုရောက်နေတာတွေ့ရမှာဖြစ်ပါတယ်ကျန်တာကတော့အင်အားတီဗီကထိုင်ကြည့်ပေါ့ဗျာပွဲတက်ချင်နေဆိုရင်တော့ကိုပေါ့မြန်မာနိုင်ငံနဲ့ပွဲလို့ပြီးတော့တက်နေရတဲ့နေသားကလည်းမြဝတ်ထင်မြင်နေရဖြစ်တဲ့အတွက်ဟာဟာသူတို့ရဲ့အကောင့်မူပါသူတို့ပုံမှာပဲနေတဲ့တက်ရောက်နေမှာကိုသိကြပါပဲ နောက်တဲ့သတင်းပုံအနေနဲ့ကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့တီရာယူမှုပြူစော်တီဖွဲ့နဲ့တော်လိုင်းတဖွဲ့တို့ထိတိုက်တွေ့ဆုံကြပြီးလိုက်ပွဲတွေပြင်းထန်ပြီးစစ်ခွေးတွေရောတီရာယူမှုဘက်ကတော့အကြဆုံးများပြီးတော့ဒရုန်းတစ်စီးကိုလည်းတင်းစီရရှိပြီးလက်နက် 50ကျော်လောက်လဲတင်စီရရှိခဲ့တဲ့ဆိုပြီးတော့အထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတာဝန်ရှိသူတွေကထုတ်ပြန်ထားပါတယ်။လုံရရှိခဲ့တဲ့ဒေသချင်းတွေကအသေးစိတ်ကိုတော့လက်တော်စီရေးရဖော်ပြထားခြင်းတော့မရှိပါဘူး။နောက်ထပ်သတင်းပုံအနေနဲ့ကတော့အားလုံးသိတဲ့အတိုင်းပဲမူဘီချမ်းပဲဖြစ်ပါတယ်။မူဘီချမ်းကလက်ရှိချင်းတွေမှာကိုကိုကြီးတွေကနေပြီးတော့နှုတ်ထွက်လာပြီးကိုကိုကြီးကနေပြီးတော့ကချင်ပြည်နယ်ပို့လို့ဆိုပြီးနှုတ်ထွက်လာတဲ့အနေထားကနေပြီးတော့ခုဆိုရင်တော့မြန်မာနိုင်ငံရဲ့ ရန်ကုန်မြို့မှာရှိတဲ့တိုင်သာယာငဲဆန္ဒနေရဝင်ပြိုင်မှာဖြစ်တယ်ဆိုတာလည်းဥပြန်ထားတာတွေ့ရှိရပြီးတော့တော်တော်လေးဥမာပျော်မြူးပြီးတော့ဥမြူးပြီးတော့ပျော်နေတွေ့နေရပါတယ်။ဒီချမ်းတယောက်အနေနဲ့ကတော့ငိမ့်ငိမ့်နဲ့ဖွံ့ဖြိုးရေးပါတီမှာဝင်ရောက်ပြီးသူ့အနေနဲ့ငဲဆန္ဒနေမှာဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပြီးတော့တိုင်သာယာမဲဆန္ဒနေမှာအနိုင်ရခဲ့မယ်ဆိုပြီးတိုင်သာယာကိုဒီတဲ့ပုံမူကောင်းမွန်တိုးတက်တဲ့မြို့နယ်တစ်ခုဖြစ်အောင်လုံးဝကိုမှပဲတိစောက်ပေးနိုင်ပါတယ်ဆိုပြီးတော့ဂတိကဝတ်တွေပြုနေတာတွေ့ရပါတယ်။ ထဲတော့အေးချမ်းမလို့ရှိပါသေးတယ်နော်ဒိန်းတောင်ဘွားဘေးရောက်သွားဆိုလုံးမမိသေးတယ်မလားနော်အမလေးဘောမတော့ကတော့သူ့မှာစားမကုန်တောက်မကုန်မြောက်ကြွားခဲ့ရလေအခုငပိတော့နတ်မအောင်စားနေတဲ့သူ့ဘွားရောက်သွားပြီနော်အဲ့ဒါသူ့ရဲ့ဘွားအစ်စ်မှန်ပဲအဲ့ဒီဘွားတက်လာတဲ့သူတွေပဲလေနားလေမလားပီတူတွေကမုန်းလာပြီဆိုလို့ရှိရင်လေဘလို့မှအဲ့ဒီမှာကိုပြင်စလို့မရအောင်ဆိုတော့လူမျိုးတိမှာပါနော်အာနာသိန်းခါစနေမြင့်မြတ်နေနေသူနေသူဆိုရခိုင်လူမျိုးလေနားလေမလားအော်မအေးအမျက်နာကမထောက်နော်စစ်ရှောင်းနေဆိုတော့ဘွားကနားနေလား နော်ကိုချင်းစာတရားနေတို့မှာရှိလားနော်အမလေးနေတို့မှာစားလို့မကုန်တောက်လို့မကုန်မနှက်ပြန်ပါစားရမလဲပိုစရာမလိုအောင်ရေခက်တက်တာထဲမှာငါးကြော်တွေအပြစ်ထိထားရမယ်နော်စစ်ဆောင်တွေပွားဆိုတာရေလင်းရင်တန်ကြာနေတို့မှာ trauma ရနေပြီနော်အဲ့မှာချင်းတွေကြိုက်နေမှာအိတ်လိုက်ရတာနော်နှုတ်ကိုချင်းစာတရားရှိကြပါနေတို့အိမ်အိုးခန်းမှာတည်ထားတဲ့ဖျားကလေးနော်အားနာကြပါဦးနားလေမလားကိုချင်းစာတရားတွေရှိသူ့နေရာမှာခဏဝင်သွေးပြီးတတ်မှတ်လို့ပီတာတွေလို့ခေါ်တာနားလေမလားအဲ့ဒါအစင်တန်ရှိတယ်လို့ပဲခေါ်တာ နော်အဲ့ဒါနဲ့ငါဘယ်ရောက်တော့မှတော့မသိတော့ငါပြောတာနေဝင်ရဆွေးလက်ချက်လုံးကလေကျွန်တော်လှုပ်ခဲ့ရလေသိတယ်မလားစစ်ဘုတ်ချုပ်တွေကတို့ဒီဝါဒဖြတ်နေစက်ကားတွေဆိုတော့လုံနေကြပေါ့လေနော်နားလေမလားအဲ့ဒါနဲ့ဒီနေဝေးဒီဥက္ကူနေတို့ဆိုတာလေចောင်းသားတွေပေါ့နော်တော့ခုတော့လေចောင်းသားတွေပေါ့လေအဲ့ဒါဒီအနုပညာသမားတွေခေါ်မဲ့ဆက်ကားတွေရိုက်ရိုက်ပြီးမှအဲ့ဒီအနုပညာသမားဆိုလို့ရှိရင်တိုက်နေဂျန်ဂျန်တွေကားတဲ့ တောင်းတပြကုန် free ပေးခဲ့တာလေတရောင်းစားမျိုးတွေကဘာစောက်ကျိုးမှမပေးမှလေအဲ့ဒါနဲ့ဒီမသိလို့ရှိရင်သိတယ်မလားဒီတော့ခေါ်ရတဲ့ចောင်းသားတွေပဲအပြည့်ရှိသလိုငါတို့ပီတူတွေကပဲစတက်ရဲ့ကျေးဇူးတွေကိုနားမလည်လို့ဒီလိုလုတ်ပေးခဲ့ရတယ်နော်အဲ့တုန်းကလေဒီ channel ဆိုအများကြီးမရှိဘောနော်အခုလိုဒီမြောက်တီနဲ့ LTV ရုပ်တန်တဲ့ channel တစ်ခုလိုပေါ့လေနော် သူတို့ရဲ့ဒီမြန်မာပြည်သူလူထုတွေတကယ်ခံစားနေရတဲ့တကယ် reality တွေကိုဘယ်တော့မှမချပြတာဒီစစ်တပ်တွေကလေနော်တကယ်အစ်စ်မန်တွေဘယ်တော့မှမချပြအောင်နော်နော်ဝါရမိုင်းတိုက်တဲ့ဟာတွေသိရမလားအမလေးသူ့ကိုအရင်လေးစားနေပြီနော်ဒီမှာကြည့်ပါဦးနိုင်ငံချရတော့မှသူ့အမြဲတကုတ်တကကျူဆူဒါမျိုးတွေသိရမလားသူတို့အထင်ကြီးလာအောင်လေသိရမလားဒါတွေကသူတို့ကဘဝတခြားနော်အတင်းလို့ယူလာခဲ့တဲ့ຢာတွေလေနော်ဟာနင်ကဒူးထောင်စားမထောက်လို့ရှိရင်မြန်မာစစ်တပ်ဒီကချင်မိသားစုစုဒီလိုတက်ခံရတာဟုတ်တယ်လို့ငါပြောပြဖို့ပါတယ်နော် အလုံးယွာမှာယွာခံတရားကိုလေနော်တနက်နဲ့တက်ပြမလေးအမှလက်စတခါနဲ့ဖျောက်ပေးခဲ့တာနော်သူတို့မှာအရင်အကျိုးဆုခံချင်တယ်တို့မြတ်တကူတကလေးစားတာတိမလားတို့မြတ်တွင်ထွေကိုလေးစားတာမျိုးတွေတိမလားဟိုပပရေတာမျိုးတိမလားအရင်လိုချင်တယ်ဒါပေမဲ့သူတို့မရအောင်လေနော်လိုက်လေပြေးလေပြေးလေလိုက်လေဖြစ်နေရလေနော်ဒါတွေကလွတ်ယူလို့ရတဲ့အရာမဟုတ်ဘူးနော်စစ်ဘူးချိုးအဆက်ဆက်ဒီလိုလုပ်ပေးခဲ့တာပဲလေနားလေမလားအေးကိုပြောချင်တာဘယောက်သွားမှန်းမသိဘူးတရောင်းစားမျိုးရွေးနော်ဒီအခု ဒီစက်ကားရိုက်တဲ့ဖွဲ့တွေတိလာညူတို့ငါလုံးဝကြည်ဦးနော်ဂျုံပီခုတ်ဂျုံဝတ်မကြည်ရှင်းရမဆိုတာဒါမျိုးပြောတာကွာတော့မှတ်ထားပါတယ်ဒီရန်အောင်တို့ဒီတိတယ်မလားပြီးလို့ရှိရင်ပါလေရန်အောင်ခန့်စီတူတို့ဒိန်းတာတို့နော်တို့တိအောင်မကြည်ဦးနော်စွတ်မြတ်သူစာတို့စွတ်ပြတ်စွတ်ပြတ်စီတဆွေနော်တို့မျိုးဘောမတွေနော်တို့တိမှာပါတို့အစကတည်းကလည်းဝန်ခံထားပြီးသားပါနော်စစ်တပ်တိုင်းဝိုင်းပါလို့နော်စစ်တပ်မိသားစုကပါလို့ပြောထားတာလေဒါဘောမတွေပဲလေအကုန်လုံးကနော် တနေ့တစ်ချိန်မှာလေတော်လိုင်းရဲ့အောင်လို့ရှိရင်လေတို့ကဒီကောင်းမှုကုသိုလ်တွေလုပ်ပြတော့မှလေတို့အမားတွေကိုလေဒီမှာကောင်းတာနဲ့ဖြည့်ထားတော့မှလေမရဘူးနော်အဲ့ဒါကတမိုင်းကိုဖော်ဖို့ဖော်မှ blacklist တွင်ပေးထားမှလေတို့တွေတော့နော်အထောင်စားမျိုးရင်းနော်အဲ့လိုပဲပြောတာငါလည်းအဲ့လိုပဲပြောတတ်တယ်ဟောတို့တွေလေနော်ဟန်ဆောင်မို့နဲ့လိန်ညာမို့နဲ့မတက်မလာကြပါနဲ့နော်အမလေးညီတို့ကိုကြိုက်တဲ့ဒုံဆာမတွေလက်တပီးနဲ့ ကြိုက်နေတဲ့သူကိုတဏ္ဍာန်လုံးကိုကိုကြိုက်နေပြီလို့ထင်မနေကြားနေကိုတိလားကိုကမြန်မာစကားမကြည့်တာဟိုဂျပန်ခေတရားတာပါအခုမင်းတရားမှမဟုတ်ပါဘူးနားလေတယ်မလားအမလေးဒီမှာ international မင်းသားတွေကွန်ဂျူပီတီပီတက်စ်တွေအများလာကြတာကိုကစိတ်ကမဝင်စားတာသူတို့ရှုတ်ချရတော့မဟုတ်ပေါ့လေနော်ကိုအထာနဲ့ကိုကုံတိတ်ခါနဲ့ကိုနေတာလေနော်မင်းသားမင်းတွေ crazy တဲ့အောင်ပါဘူးကိုကတော့နော်နီလူလောက်တော့တက်မလာကြနဲ့အောင်အဲ့လိုပြောချင်တာဘာလို့မျိုးရတော့ဒီမျိုးတွေရမယ်အကြောင်းအရာလေးကတော့လက်ရှိချိန်မှာဖြစ်ပေါ်နေတဲ့အမှုပညာရှင်တွေကနေပြီးရိုက်ခဲ့တဲ့ ခေတ္တမိုင်းကိုဒုံဆိုင်ပြေးတာပေါ့ဗျဘယ်လိုပြေးလို့မသိပါဘူးအဲ့ကားနဲ့ပတ်သက်ပြီးတော့ရကုသိမြက်ကောဘာတွေဝေဖန်ပြောဆိုမလဲဆိုတော့မကြည့်ရသေးတော်လည်းမျိုးတွေကျွန်တော်နေပြန်လည်းမျိုးဝမကြည့်လင်းဖြစ်ပါတယ်တရှိချင်းမှာကတော့ဒီလိုမျိုးခေတ္တမိုင်းကိုဒုံဆိုင်ပြေးတဲ့ကောင်တွေပြီးရင်နောက်အကားလိုက်ဖတ်လာအောင်မှဖြစ်ပါတယ်အလုံးမောင်းပုံကားဖြစ်ပြီးတော့နောက်ထပ်လည်းဇလန်းရှည်ကြီးလည်းနှစ်ကားရှိသေးတယ်ဆိုပြီးတော့တင်ညာရှိတာဖြစ်တဲ့အတွက်ဘာကားတွေဘလို့ထွက်လာပြီးတော့ဘယ်ကောင်တွေဘယ်ကောင်မတွေတော့တက်ပြောင်းမလို့ဆိုတော့ကြည့်ရမနေတာပါပဲ ပြီးတော်တော်ပြင်းပြင်းထန်ထန်ငင်းခုန်ခဲ့ကြမှုပါတယ်အခုတော့အဲ့လိုငင်းခုန်ခဲ့ကြမှုတဲ့နှစ်ဖက်စလုံးကသူတွေကိုအလွန်အားနာစရာဖြစ်လာပါတယ်အခုတော့ငွေရလို့ရှိရင်ဘာမဆိုလုတ်တဲ့အမှုပညာတွေတောင်မှပေါ်ထွက်လာတော့အမှုပညာသည်ပြည်သူအတွက်လားအမှုပညာသည်အမှုပညာအတွက်လားဆိုပြီးတော့လေးလေးနက်နက်ညှင်းခုန်ခဲ့ကြတဲ့သူတွေကိုတကယ်ကိုအားနာစရာကောင်းပါတယ်။အခုနေတိုးတို့မြင့်မြတ်တို့ချူးလေးတို့မင်းမြင့်မို့တို့ငှက်ပြောကျော်တို့ဆိုတဲ့လူတွေလောက်ကြတဲ့ခေတ်သမိုင်းကိုဒုံဆိုင်မိသူများဆိုတဲ့ policy စကားထွက်လာပါတယ်။ အဲ့လိုဇာကားကိုရိုက်တဲ့ကိစ္စဟာအမှုပညာဆောင်တယောက်ရဲ့ယုံကြည်ချက်ခံယူချက်ကိစ္စဆိုတာထက်တောင်မှပိုတယ်လို့ထင်ပါတယ်အခုကိစ္စကလူတယောက်ရဲ့လူသားဆန်မှုနဲ့တောင်မှစိုက်ပါတယ်အမှုပညာဆောင်မဟုတ်ရင်တောင်မှတိတက်ရမယ်ကိစ္စမျိုးပါဟိုဘက်အိမ်မှာနာရေးရှိတယ်ဆိုလို့ရှိရင်ဒီဘက်အိမ်ကတချင်းလေးတကြောကြောလုံမနေတင်မှုဆိုတာမျိုးပါလူဆိုရင်လူလိုတိတက်ဖို့ကောင်းတဲ့ကိစ္စမျိုးပါအခုတော့ငါတို့ကနိုင်ငံရေးနားမလဲဘူးအမှုပညာသမားတွေဆိုတာငွေပေးငှားရင် လောက်ရမှာပဲလို့ပြောနေကြပါတယ် အဲ့ဒီတရားကိုသူတို့ရှေ့မှာကလေးကဒိန်းတောင်တို့ငိမ့်ချမ်းတို့အုံသီးတို့ကလည်းထူထောင်ပြီးတော့လူသိရှင်ကြထုတ်ပြောခဲ့ဘူးတာတွေရှိပါတယ်အခုလို့ပြောတဲ့စကားနဲ့ပတ်သက်ပြီးခွဲချမ်းစိတ်ဖြာကြည့်မယ်ဆိုလို့ရှိရင်ငွေပေးငားရင်လောက်မှာပဲဆိုတော့အချက်ပေါ်မှာရောနိုင်ငံရေးလောက်တာမဟုတ်ဘူးဆိုတော့အချက်ပေါ်မှာပါပြောစရာရှိပါတယ်ငွေပေးခေါ်တိုင်းလိုက်တာဟာပြည့်တစားပါမင်းမရှင်းပါအခုသူတို့အုပ်စုဟာငွေပေးခေါ်တိုင်းလိုက်တဲ့သဘောပါပဲ အခုဒုံဆိုင်ကြတဲ့အုပ်စုကတော့ငွေပေးခေါ်ရင်လိုက်မှာပဲဆိုတာမျိုးဗဇက်ကနေပြီးတော့ထုတ်ပြောတာမျိုးမကြားမိသေးပေမဲ့အဲဆိုတဲ့ policy ဇက်ကထွက်လာပါတယ်အဲ့လိုဇက်ကကိုရိုက်တဲ့ကိစ္စဟာအမှုပညာတယောက်ရဲ့ယုံကြည်ချက်ခံယူချက်ကိစ္စဆိုတာထက်တောင်မှပိုတယ်လို့ထင်ပါတယ်အခုကိစ္စကလူတယောက်ရဲ့လူသားဆန်မှုနဲ့တောင်မှစိုက်ပါတယ်အမှုပညာတယ်မဟုတ်ရင်တောင်မှတိတက်ရမယ်ကိစ္စမျိုးပါဟိုဘက်အိမ်မှာ နာရေးရှိရဆိုလို့ရှိရင်ဒီဘက်အိမ်ကတချင်းလေးတကြောကြောလုံမနေတင်ဘူးဆိုတာမျိုးပါလူဆိုရင်လူလိုတိတတ်ဖို့ကောင်းတဲ့ကိစ္စမျိုးပါအခုတော့ငါတို့ကနိုင်ငံရေးနားမလဲဘူးအမှုပညာသမားတွေဆိုတာငွေပေးငားရင်လောက်ရမှာပဲလို့ပြောနေကြပါတယ်အဲ့ဒီတရားကိုသူတို့ရှေ့မှာကလေးကဒိန်းတောင်တို့ငိမ့်ချမ်းတို့အုံသီးတို့ကလည်းထူထောင်ပြီးတော့လူသိရှင်ကြားထုတ်ပြောခဲ့ဘူးတာတွေရှိပါတယ် အခုလိုပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုလို့ရှိရင်ငွေပေးငားရင်လောက်မှာပဲဆိုတဲ့အချက်ပေါ်မှာရောနိုင်ငံရေးလောက်တာမဟုတ်ဘူးဆိုတဲ့အချက်ပေါ်မှာပါပြောစရာရှိပါတယ်ငွေပေးခေါ်တိုင်းလိုက်တာဟာပြည့်တစားပါမိမရှင်ပါအခုသူတို့အုပ်စုဟာငွေပေးခေါ်တိုင်းလိုက်တဲ့သဘောပါပဲအခုဒုံဆိုင်ကြတဲ့အုပ်စုကတော့ငွေပေးခေါ်ရင်လိုက်မှာပဲဆိုတာမျိုးပါဇက်ကနေပြီးတော့ထုတ်ပြောတာမျိုးမကြားမိသေးပေမဲ့သူတို့လောက်ရကငွေပေးခေါ်ရင်လိုက်မှာပဲဆိုတဲ့သဘောပါပဲအဲ့ဒီလောက်ရဟာ မိတ်မရွှဲလောက်ရပါလူဆိုတာဘလောက်နှိမ်ကြတဲ့နေရာမှာပဲရောက်နေရောက်နေစီတို့ဘောင်တို့ဆိုတာကို နားလေလိုက်နာလို့ရှိရင်တန်မိုးရှိပါတယ်တရောင်းစားတောင် စီဘောင်ကိုနားလေတက်လို့ရှိရင်သူတပားနေတဲ့ကိုကြော်ပြီးတော့မတောင်းပါဘူးမိတ်မရွှဲတောင်စီဘောင်ကိုနားလေတက်လို့ရှိရင်သူများဖောက်တယ်ကိုလူပြီးတော့မဆွဲပါဘူးအခုတော့သူတို့တက်တိုက်ရဲ့လောက်ရဟာမိမ့်မရှင်နေလောက်တောင်မှစီးပောင်ကိုနားမလဲတဲ့လူတွေလို့စိုးစရာဖြစ်နေပါတယ် မိမရွှင်တွေလောက်တောင်မှလူအသည့်စိတ်ဓာတ်မျိုးမရှိတဲ့သူတွေလို့ပြောစရာ ဖြစ်လာပါတယ်နောက်တစ်ချက်ကငါတို့ကနိုင်ငံရေးမလုပ်ဘူးနိုင်ငံရေးနားမလည်ဘူးဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောစရာရှိပါတယ်အခုသူတို့လုပ်နေတာဟာနိုင်ငံရေးပါဆန္ဒပြပြည်သူတွေကိုစော်ကားတာဟာနိုင်ငံရေး CDM ဆရာဝန်တွေ CDM ကြောက်ဆရာဆရာမတွေကိုစော်ကားတာဟာနိုင်ငံရေးရွေးကောက်ပွဲမဲထဲဖို့ပြောတာတွေဟာနိုင်ငံရေးပါပဲဒါကတောင်မှနိုင်ငံရေးမှန်း နားမလည်ဘူးဆိုလို့ရှိရင်မင်းတို့နားလည်တာဘာရှိသေးတယ်လို့မေးရမလို့ဖြစ်နေပါပြီအဲ့ဒါတွေကငါတို့သဘောမဟုတ်ဘူးလေဇန်ကျွန်းဆရာရေးတဲ့အတိုင်းပြောရတာပဲလို့ခေါင်းဆောင်လို့လည်းမရပါဘူးဒီလိုလူမျိုးလောက်ကြတဲ့အခါမှာလောက်ကြတဲ့သူတိုင်းပါဝင်ကြတဲ့သူတိုင်းမှာပူတွဲတာဝန်ရှိပါတယ်ဒါပေမဲ့သူတို့နိုင်ငံရေးနားမလည်ဘူးဆိုတဲ့စကားကတော့တစုံတရာအတိုက်တာတစ်ခုထိမှန်တယ်လို့ထင်ပါတယ်ဒီလူတွေနိုင်ငံရေးကိုနားလည်ကြပုံမရပါဘူးသူတို့လုပ်တဲ့အလုပ်ရဲ့အတိတ်အနဲ့အထူပါကိုနားလည်ကြပုံမရပါဘူး သူတို့လုပ်တဲ့အလုပ်ကဘယ်သူတွေကိုဘလောက်ထိခိုက်စေတယ်ဆိုတာကိုသိသိချာချာသိဖို့မရကြပါဘူးအဲ့ဒါကတော့နိုင်ငံရေးနားမလဲတာပါ နိုင်ငံရေးနားမလဲလို့ရှိရင်အားပါတယ်အမှုပညာဆိုတာဓာတ်တစ်ချောင်းလိုဆုရှထက်မြက်ပါတယ်အထူးသဖြင့်အခုလိုအာနာရှိတဲ့အတိုင်းဝိုင်းကနေပြီးတော့ငွေကြေးပုံအောပြီးတော့ဝါရဖြတ်လိုက်တဲ့အခါမှာပို့ပြီးတော့စုတက်ရှတ်တက်ပါတယ်တချို့တော့နဝတနာအဖဆေးအုပ်စုကမဟုတ်မမှန်တာတွေကိုလှုပ်ကြံဇလန်းဖန်တီးပြီးတော့ တမိုင်းရည်စီလိုင်းကြီးလေထံဖြစ်အမှန်ဆိုတဲ့ဇလန်းတွေဖြန့်ငယ်ဖူးပါတယ်ပြည်သူလူထုအများကအဲ့ဒါဟာမမှန်ကန်တဲ့ဇလန်းတွေပဲဆိုတာကိုသိကြပါတယ်ဒါကြောင့်ဟာသလိုသဘောထားပြီးတော့ရည်ခဲကြလောင်ခဲကြပြောင်းခဲကြပါတယ်ဒါပေမဲ့အကြိမ်ကြိမ်ထက်ခါထက်ခါပြတဲ့အခါမှာတချို့လူတွေရဲ့စိတ်ထဲမှာရှင်းလင်းလုံးရေတော်ပုံကြီးဟာအကြက်ဖက်ဖြစ်စဉ်ကြီးလို့ထင်းရောင်ထင်မားဖြစ်တဲ့သူတချို့ရှိလာပါတယ်ဒါတွေဟာလိန်ညာနေမှန်းသိပါတယ်ဆိုတော့လူငယ်တွေထဲမှာတောင်မှအရေတော်ပုံကြီးကရက်ဆက် ကြံ့ကြုတ်ခဲ့တဲ့အပိုင်းလဲနည်းနည်းပါးပါးရှိရင်တော့ရှိမှာပေါ့ဗျာဒါပေမဲ့စစ်အုပ်စုကအလွန်ကျုံပုံဖြတ်ဝါရဖြတ်နေတာပါလို့ပြောတာကြားလိုက်ရလို့ကျွန်တော်တောင်းအံ့ဩသွားခဲ့မှုပါတယ်ရှင်းလင်းလုံးအရေးတော်ဘုံကြီးမှာအရေးတော်ဘုံကြီးဘက်ကပြည်သူလူထုဘက်ကရက်ဆက်ကြံ့ကြုတ်မှုဆိုတာမရှိသလောက်နှီးပါနေပါလွန်ပါတယ်ခေါင်းဖြတ်တတ်တာတွေဟာခင်ညွန့်ထောက်လန်းရေးလက်ချက်ကြောင့်ဖြစ်လာတာပါဒါကိုရှင်းလင်းလုံးဖြတ်သန်းမှုတိုင်းကကောင်းကောင်းသိကြပေမဲ့ရှင်းလင်းလုံးမဖြတ်ဘူးတဲ့လူငယ်ရဲ့စိတ်ထဲမှာတော့ သူတို့ရဲ့ဝါရဖြက်ကြီးကိုအချိန်ချင်းကြားရတဲ့အခါမှာဆေးဥစုမကောင်းတာကိုတိပြီးသားဖြစ်ပေမဲ့ရှင်လေးလုံးရဲတော်ဘုံကြီးဘက်ကလည်းမှားခဲ့တာဆိုးခဲ့တာတွေတော့နည်းနည်းပါပါရှိချင်ရှိမှာပါလို့နှစ်ဖက်မျှပြီးတော့ပြေးတွက်လိုက်တဲ့သဘောမျိုးနဲ့ပြောတာမျိုးကိုကြားခဲ့ရပါတယ်။အဲအဲ့ဒါလောက်အထိအဲ့ဒါလောက်ကလေးဖြစ်လာတယ်ဆိုလို့ရှိရင်တောင်မှဆေးဥစုအတွက်ကဝါရဖြက်ရာကျိုးနှက်ပါတယ်။တိတဲ့ဇလန်းတွေကိုပဲထက်ခါထက်ခါပြောအချိန်ချင်းသာလိမ်လိမ်မာများလို့ရှိရင် ထီအောင်ထင်မှဖြစ်လာလိမ့်မယ်ဆိုတဲ့ဝါဒဖြန့်ကျင်နေဟာဟစ်တလာရဲ့နေပါဟစ်တလာကအဲ့ဒါလိုကိုယ်တိုင် ရေးခဲ့ဘူးပါတယ်အခုလဲစစ်အုပ်စုဟာဖက်စစ်နေကိုတထက်ထဲကျင့်သုံးနေတာ ဖြစ်ပါတယ်ဒီလိုဝါဒဖြန့်ကျင်မှုတွေရဲ့အကျိုးတရားမှုကကြီးမားပါတယ်လူတွေကိုထင်အောင်ထင်မှဖြစ်စေပါတယ်ဒါတွေဟာတာမန်ပြည်သူတွေအတွက်ထင်အောင်ထင်မှမဖြစ်ဘူးဆိုရင်တောင်မှစစ်တပ်ထဲကစစ်သားတွေအနေနဲ့တချို့ကတော့ဟုံနှုံနှုံထင်စေပါတယ်ကျပ်ဖို့ပါတီဝင်တွေအတွက်တော့ဟုံနှုံနှုံထင်စေပါတယ် ယူဆောထီတွေအတွက်တော့ဟုံနုံနုံထင်စေပါတယ်အဲ့လိုထင်ကုန်တဲ့ခါမှာစစ်တပ်ထက်ကစစ်သားယူဆောထီလက်နက်ကင်နဲ့ကျပ်ဖို့ပါတီဝင်တွေဟာသူတို့ရဲ့ရုံမာတဲ့လောက်ရတဲ့ကိုအမှန်မဲလို့တချို့ထင်ကုန်တာမျိုးရှိပါတယ်တချို့ကအမှန်လို့မထင်တောင်မှငါတို့ကို ထောက်ခံတဲ့လူတွေတော့ရှိနေသေးပါလားဆိုပြီးတော့အားတက်စေတာမျိုးတွေရှိတတ်ပါတယ်အဲ့လိုအားတက်စေတာဟာရာဇဝမှုကို အားပေးတာပါ ပြူစောထူးရေကို လူပိုတက်အောင် အပေးအားမြောက်လုပ်ပေးတာပါပဲစစ်တပ်တွေကစစ်သားတွေကိုရက်သားတွေပိုတက်ရအောင်ရွာကမိမိမျိုးတွေကိုပို့ပြီးတော့မရင်းကျဲအောင်အပေးအားမြောက်လုပ်ပေးလိုက်တာပါပဲလီဒါထဲကကောင်းနေအနေနဲ့ရက်ရွာတွေခရီးသင်ငယ်တွေကိုဘုံကျဲရအောင်အပေးအားမြောက်လုပ်ပေးတာပါပဲအမှုပညာရဲ့ဩဇာဝါဒဖြတ်ကြီးရဲ့လက်နက်ရဲ့ဆုရှမှုကအဲ့ဒီလောက်ထိလေးနေပါတယ်စစ်တပ်ဘုံကျဲလို့မိုးကုတ်ဖူဆယ်ဘောလုံးကွင်းမှာခလေးငယ်လေးတယောက်ခေါင်းပြတ်သွားတာကိုနေတိုးမြင့်မြတ် သိပါသလားမင်းတို့ရဲ့အခုလုပ်ရဟာအဲ့ဒါလိုကလေးငယ်ကိုခေါင်းဖြတ်တဲ့အလုပ်ရကိုအပိအမြောက်လုပ်တဲ့အလုပ်ရဆိုတာကိုမင်းတို့သိကြပါသလားစစ်တပ်ဘုံကျဲလို့အိုရိန်တို့မှာကလေးငယ်လေးတွေဘိုက်ပွင့်ပြီးတော့ဥရေအပုံလိုက်ထွက်သွားတာကိုချူချူတို့မင်းမြင့်မို့တို့သိကြပါရလားအဲ့ဒါလိုလုပ်တဲ့အလုပ်ရကိုအခုမင်းတို့အပိအမြောက်လုပ်နေတယ်ဆိုတာကိုမင်းတို့ဘာသာသိကြပါရလားနောက်မှာထပ်လုပ်မယ်အဲ့ဒါလိုရက်ဆက်မှုတွေမှာ မင်းတို့ဟာပူးတွဲတာဝန်ရှိတဲ့သူတွေဖြစ်လာတော့မယ်ဆိုတာကိုမင်းတို့သိကြရလားတားထောင်တဲ့ဖိုးတွေကိုပြူစောထီးတွေကအရှင်းလက်လက်မိရှုတတ်တာကိုငှပြောချော်နေဝင်အေးချမ်းမောင်တို့သိကြရလားမင်းတို့တွေအခုလုပ်တဲ့လုပ်ရဟာအဲ့လိုပြူစောထီးတွေကိုအားပေးတယ်လို့ဖြစ်နေတယ်ဆိုတာသိကြရလားမင်းတို့လုပ်ထားတဲ့ဝါရဖြတ်ချီရဲ့ဇကားကိုကြည့်ပြီးတော့ပြူစောထီးတွေကငါတို့ကိုထောက်ခံအားပေးတဲ့သူတွေရှိနေပါသေးလားဆိုပြီးတော့ တွေးတော့အားတက်ကြမယ်ဆိုတာမင်းတို့သိကြရလားမင်းတို့အခုလုပ်တဲ့လုပ်ရဟာဘလောက်ဆိုးရသလဲနောက်နောက်မိရှိကိုတက်ဖြတ်မှုတွေအတွက်ဘလောက်တောင်မှအားပေးအားမြောက်လှုပ်လိုက်မိတယ်လဲဆိုတာကိုမင်းတို့ဟာသာသိကြပါရဲ့လားနှစ်ပြောချော်ဆိုလို့ရှိရင်အော်ဆရာတောင်ကောင်းပါလေသူ့အသက်ရွယ်နဲ့သူ့အတိုင်းဝိုင်းကိုကြည့်ပြီးတော့ဒီလောက်ညံနေလိမ့်မယ်လို့အထင်တောင်မထင်မိပါဘူးဒီလောက်ငွေနောက်လိုက်လိမ့်မယ်လို့တောင်မှမထင်မိပါဘူးဒီနေ့ကတော့အမှုပညာသမားတွေအကုန်လကားပါပဲဆိုပြီးတော့ တယောက်ကတိမ်ကြုံဆဲသွားတာတွေ့လိုက်လို့စိတ်ထဲနင်းနေတောင်မှမခံချင်ဖြစ်မိပါတယ်အမှုပညာသမားတွေထဲမှာတိတ်တော်တဲ့အမှုပညာသမားတွေလည်းရှိကြပါတယ်အထူးသဖြင့်စာပေနယ်ထဲမှာဆိုလို့ရှိရင်ပုံများပါတယ်ဆရာဘုံမတော်တောင်ဆိုလို့ရှိရင်ဖတ်စာပလအစိုးရကပေးတဲ့အမျိုးသားစာပေစုကိုတက်မယူခဲ့ပါဘူးဆရာကြီးသခင်ကိုရမိုင်းဆိုလို့ရှိရင်ဝေလာမင်းသားအတွက်ငွေပုံပေးပြီးတော့ဖုန်းတော်ပွဲရေးခိုင်းတာကိုတောင်းမှညင်းခဲ့ပါတယ်။ဒါပေမဲ့အမှုပညာသမားတွေမှာပတ်စံအများဆုံးရပြီးတော့အုံနောက်မရှိဆုံးပညာရေးအားအနည်းဆုံးအမှုပညာသမားဟာ 有些没呢，没得米里话嘞。这条路不要来路，阿拉我登江不要来这条路了，偏多话嘞。但是呢，他哈阿曼利亚吧，啊，那边伢子买来了嘛，伢那种低水的，那种啊，都没叫人当啥哈。有些没呢，没得米里话，不常来这条路下手嘛。一个侬登江不要这条路，偏多来是哪个？阿明阿如果记不了，伊往下冲掉来了哇。有些没那里了嘛。 စာသိပ်ဖြတ်ပြီးတော့အတွေးခေါ်ရှိကြတဲ့ဝင်းဦးတို့ကောလိပ်ရှင်နေဝင်းတို့သူ့မောင်တို့လူမျိုးတွေလည်းရှိခဲ့မှုပါတယ်ဒါပေမဲ့ပညာတက်တိုင်းလည်းရည်တည်ချက်ကောင်းတာမှန်တာမဟုတ်ပါဘူးလူစိတ်ရှိဖို့စာနာစိတ်ရှိဖို့ကလည်းတိတ်အရေးကြီးပါတယ်ညွန်ဝင်းဆိုလို့ရှိရင်ပညာတတ်ပါ ဖောက်ပြလိုက်တဲ့နေရာမှာတော့ယွန်းစရာတောင်ကောင်းပါတယ်ဆန္ဒပြကျောင်းသားတွေကိုပလိတ်ကရိုက်နဲ့လူစုခွဲတော့88မှာတော့ပါရှောင်းရင်ရှားရင်နဲ့သူ့အိမ်နဲ့ရောက်လာတဲ့ကျောင်းသားတွေကိုတောင်မှရဲကိုဖုံးဆက်ပြီးတော့အဖမ်းခိုင်းတဲ့လူမျိုးပါ အရင်လုံးကလည်းဒီလိုအလုပ်မျိုးတွေကိုဇဝင်းထွက်တော့ site site တော့ကအစလုတ်ခဲ့ကြဘူးပါလေ။ပြည်သူလူထုကတိခံလို့ရောင်းတက်ပြီးတော့တယောက်ပြီးတယောက်ထတ်လုတ်လာရဲနေကြတာပါ။ပြည်သူလူထုအနေနဲ့လည်းဒီလိုလုတ်ရလုတ်တဲ့သူတွေဟာလူတက်မိရှုကိုမရင်းကျင်တဲ့အလုပ်တွေကိုအားပေးတဲ့အလုပ်ကိုလုတ်နေတာပဲ။ဒါတွေကိုငါတို့တာဝန်တိတိနဲ့ကန့်ကွက်ရမယ်ရှုတ်ချရမယ်လို့သဘောထားပြီးတော့တာဝန်တိတိစက်ကျင်ကြဖို့လိုပါပြီ။ အဲအောင်ကြားခဲ့တဲ့အချိန်မှာပဲဇော်ဝင်းကျွတ်တို့နော်လောက်ခဲ့ရတဲ့ဆိုရာယူလဲဒီသေးရဲ့လူတွေအတွက်ဒီမကတော့ပြန်လဲပြီးသွားတာလည်းတွေ့ရပါတယ်စိုင်းတိုင်းတို့ပေါ့ဝင်းတို့ကတော့ရှိသေးတာပေါ့ဒါမျိုးတွေအားလုံးဒီဗီဒီယိုတော့လည်းဆုံးသက်လိုက်ပါတယ်နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်သတင်းတက်လာပြည့်တဲ့ကျွန်တော်ရဲ့ကိုကြည့်ရူပရိုဒင်း channel လေးကို like and subscribe လုပ်ပြီး share ပေးအောင်လုပ်နေကြပြီတက်လာမြတ်ဗီဒီယိုသတင်းအားလုံးကိုကြည့်ရှုနားဆင်ရရဖြစ်ပါတယ်ဒီပန်သတင်းတွေကိုတော့ကျွန်တော်ရဲ့ကိုကြက် channel ဒီမှာတွားရောက်ကြည့်ရှု update နေဆိုတော့ထပ်မံဒီပေးနေပဲဒီနေ့မနေ့ဗီဒီယိုတော့လည်းဆုံးသက်လိုက်ပါတယ်နောက်ရှင်းတဲ့သတင်းမှာပြန်လည်ဆုံးတွေ့ကြပါမယ်